မင်္ဂလာလာဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေကဘာမီးဟာတရှိရီအတွက်အထူးဖန်တီးထားတဲ့ဇက်ခုံကြီးတစ်ခုလို့ဘလို့ဖြစ်လာသလဲဆိုတာပါပဲဟုတ်ကဲ့တကယ်တော့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါကျွန်တော်တို့ကြည့်ထားတဲ့မဆူရီထဲမှာဆိုရင်ကဘာကျော်ဘလို့စစ်ဖြစ်လာသလဲအဲတရှိရှင်တန်းမှုအခြေအနေတွေဘလို့ပြည့်စုံလာသလဲရေကတော့ဘယ်ကရောက်လာတာလဲနောက်ပြီးအရေးကြီးဆုံးတရှိဆိုတာကြီးဘလို့စခဲ့သလဲဆိုတာတွေကိုအဓိကထားဆွေးနွေးတော့မှာပေါ့နော် အင်းရွေးချက်ကတော့ဒီချက်တွေကြတာအဓိကကြတဲ့အပိုင်းတွေကိုဖော်ထုတ်ဖို့ပါပဲဟုတ်ပါတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း6.6ဘီလီယံလောက်ကကဘာမြင့်ဆိုတာအင်မတန်ပူလောင်နေတဲ့မက်မာပင်လေကြီးတစ်ခုပေါ့နော်မှန်ပါတယ်အခုလိုတစ်ပင်ဒီဓမ္မတရားတွေအောက်ဆီဂျင်တွေနဲ့ပြည့်စုံနေတဲ့ကဘာမျိုးမဟုတ်သေးဘူးနဲ့အဲ့ဒီအသွင်ပြောင်းလဲမှုကတကယ်ကိုရှုပ်ထွေးပြီးအန်တိုးစီရကောင်းတော့အချိအဆက်မိနေတာအဲ့ဒီပူလောင်နေတဲ့ခြေနေတွေကနေစလိုက်ကြရအောင် အာဂါတရေကဒံငွေဒီဖုံမုံတွေစုပြီးကျွေးဖြစ်လာတယ်။ဒါပေမဲ့တက်ရှိအတွက်အများကြီးလူတွေတော်တယ်မလား။ဟုတ်ပါတယ်။မဆူတွေထဲမှာအလေးကပြောထားတာတခုကကဘာတည်နေရပဲ။နေအဖွဲစည်းထဲမှာလည်းအယံမပူအယံမအေးတဲ့တက်ရှိရှင်တတ်နိုင်သောဇုံလိုခေါ်တဲ့အဲ့ဒီနေရာမှာရှိနေတာ။อืมไอ้ราก็อาเยจี้ซုံးပဲเยโกอาเยอเนเนရှိနေစေနိုင်တာဗောဟုတ်တယ်ပြီးတော့လေကဘာเยโกပိုင်းအကာွယ်တယ် မဆုမနောက်ထပ်အလေးပေးထားတာကကပတန်လိုက်ဆက်ကွင်း magnetic field ပေါ့အော်ဟုတ်ကဲ့အဲ့ဒါကဘာဟုတ်ကားခွဲတာလဲအဲ့ဒါကနေကလာတဲ့အန်တရရှိတဲ့ဆိုလာလေးတွေအမုံတွေကိုတည့်ရမကြအောင်ဒိုင်းလို့ကားထားတာအဲ့ဒါသာမရှိရလေကပအလေးထူကလွင့်ပါတော့နိုင်တယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုတက်ရှိရအတွက်ဆိုမရှိမဖြစ်ပဲပေါ့အတိအကျပဲ အဲ့ဒီတန်လိုက်ဆက်ကွင်းဘယ်တော့အဆဖြစ်လာတယ်လဲဆိုတော့အချိန်ကြိုက်မှုကလည်းအရေးကြီးတယ်လို့မဆူမဆိုထားတယ်ဟုတ်ပြီဒါဆိုတင်းရမန်ဘီအကာအကွယ်တိုင်းလည်းရှိပြီဒါပေမဲ့နောက်ထပ်အရေးပါတဲ့ offer တယောက်ရှိသေးတယ်နော်မဆူတဲ့ထဲမှာကျွန်တော်ရဲ့လပေါ့အင်းဟုတ်ပါတယ်လလကကဘာရဲ့ offer ကောင်းသူ့ရဲ့အဓိကကြိုးပမှုကကဘာဝင်ရိုးစွန်းတင်းဆောင်မှုကိုတင်းရင်အောင်ထိမ့်ပေးထားတာ ဝင်ရောစွန်တည်ငိုင်မှု ဟုတ်တယ်ကဘာကသူ့ဝင်ရောပေါ်လဲနေရင်နည်းနည်းရင်းနေလာကိုလရဲ့ဆွေးငင်အားကထိန်းထားပေးတယ်အဲ့ဒီတော့ရာတီဥရူတို့ပုံမှန်ထွက်လာပြီးအစွန်းရောက်အပြောင်းလဲပြီးတိတ်မထွက်အောင်ကူညီပေးတယ်ပေါ့อืมမဆုတဲမှာတော့သိပ္ပံပညာရှင်တချို့ကြားမှာလရဲ့အတိအကျတယောက်မှုအတိုင်းတာကိုနည်းနည်းအငင်းပွားတာလေးရှိတယ်လို့ဖော်ပြထားပေမဲ့တင်းငိန်အောင်နှုတ်ပေးတဲ့အပိုင်းကအရေးပါတာကိုတော့အများစုကလက်ခံထားကြပါတယ်အချင်းနေတဲ့တော့ဆုံးလာပြီ ဒါမဲ့အတဲ့အတဲမရှိမဖြစ်ကြနေရတယ်လေရေဟုတ်တယ်ရေဥက္ကခဲတွေကတည်လာတယ်လို့ဆိုတယ်အဲ့ဒါကလက်ရှိ user ပေါ့နော်ကမာစာဖြစ်ခါစနှစ်တန်းပေါင်းများစွာမှာဂျယ်ရန်ခုံနေဥက္ကခဲတွေအများကြီးကမာပေါ်ကြလာတယ်အထူးသဖြင့်ဂျယ်ရန်ခုံနေမှာရေခဲတွေအများကြီးပါလာတယ်လို့ယူဆကြတယ်ဟုတ်ကဲ့ကမာမြန်နှစ်ဖြင့်ဖြစ်ဖြစ်လာတော့အဲ့ဒီရေခဲတွေရေပျော်ပြီးသမှုတရားကြီးတွေဖြစ်လာတာပေါ့လေ မဆုတွေမှာအလေးပေးထားတာက DA တွေဟာတက်ရှိစတင်ဖြစ်ပေါ်ဖို့လိုအပ်တဲ့ဓာတုဓာပြုမှုတွေဖြစ်ဖို့အကောင်းဆုံးကြားနယ်ဖြစ်ခဲ့တယ်ဆိုတာပဲ။อืมဟုတ်ပြီ။ရေလဲရှိပြီးအခြေအနေတွေလည်းပြည့်စုံပြီးဆိုတော့အဲ့ဒီတက်ရှိဆိုတာကြီးဘလို့စတင်ခဲ့ရလဲ။မဆုတွေကတော့အတော်ရှုပ်ထွေးတယ်ဖြစ်စဉ်ကြီးပဲ။မှန်ပါတယ်ပထမဆုံးတက်ရှိတွေကသမုဒ္ဒရာရေနတ်ပိုင်းကရေပူစမ်းလိုနေရာမျိုးမှာစခဲ့တယ်လို့ယူဆကြတဲ့ဆဲလ်တစ်ခုတည်းရှိတဲ့သေးသေးလေးတွေပါ။ microorganisms ပေါ့ သူတို့ကနေမှနှစ်ဘီလီယံနှစ်ချီကြာအောင်ဖူးဖြည်းစင်ကဲပြောင်းလဲလာတာမဆုမှာအထူးဖြူပြောထားတဲ့အလဲအပြောင်းတစ်ခုက အလင်းမီစုဝဲအစာချက်လုပ်တဲ့ photosynthesis လုပ်နိုင်တဲ့ cyanobacteria လို့တက်ရှိတဲ့ပေါ်လာတာပဲအဲ့ဒါက oxygen ထုတ်ပြတာလားဟုတ်တယ်သူတို့က oxygen ကိုပြီးထွက် PC အနေနဲ့စွန့်ထုတ်အဲ့ဒီ oxygen ကလေထုကိုပြောင်းလဲစေပြီး ပိုရှုပ်ထွေးတဲ့တက်ရှိတွေအတွက်လမ်းဖွင့်ပေးလိုက်တာပေါ့နော်အတိအကျပဲအောက်ဆီဂျင်ကြောင့်လေထုဖွဲ့စည်းပုံ ပြောင်းသွားတယ်အိုဇွန်လွှာချက်လာတယ်အဲ့ဒါကကုန်းမြေပေါ်ကျတဲ့ခရမ်းလွန်ယောင်ကြီးအန်ဒီရဲကိုရော့စီတော့အော်တက်ရှိတွေကုန်းပေါ်တက်လာနိုင်ဖို့အချိန်ညီပေးထားတာပေါ့ဟုတ်တယ်အဲ့ဒီကနေမှအပြင်နေပိုရှုပ်ထွေးတဲ့တိရိစ္ဆာန် နေနောက်ဆုံးလူသားတွေအထိ ဘီလီယံနဲ့ခြေတဲ့နှစ်တည်းအတွင်းဇက်စင်ဘော်ကဇက်ကောင်တွေထမျိုးပြီးထမျိုးပြောင်းလဲတိုးတက်လာခဲ့တာတကက်မဟာကပသမိုင်းဇလန်ကြီးပဲလီဒီဆွေးနွေးချက်တွေကို ပြန်ချုပ်ကြည့်လိုက်ရဲ့မဆုရိရဲ့ကအချက်တွေရပေါ်လေကဘာမီဟာတခုတည်းကြောင့်မဟုတ်ပဲဟိုတက်ရှိချင်းထံဖို့တင့်တော်တဲ့နေရာမှာရှိနေတာကိုပိုင်တန်းလိုက်ဆက်ကွင်းအကာအကွယ်ရှိတာလဲတည်ငယ်စရတဲ့အကျိုးတရားမို့ပြီးတော့အာဂတာကနဲ့အရေးတွေရောက်လာတာ ဒီလိုအချက်ပေါင်းစုံကွက်ကြည့်ကြသွားလို့တက်ရှိတဲ့အတွက်အကောင်းဆုံးဇက်ခုံကြီးဖြစ်လာတယ်ဆိုတာပိုရှင်းသွားပြီပေါ့ဟုတ်ပါတယ်အဓိကမှတ်သားစရာကတော့ဒီလိုပြီးပြည့်စုံတဲ့ဇက်ခုံဖိလာတော့အချင်းအကြိုက်ယူခဲ့ရတယ်လို့တက်ရှိတွေကိုယ်တိုင်ကလည်း cell တစ်ခုတည်းကနေအခုလိုရှုပ်ထွေးတဲ့ပုံစံလေးအထိဘီလီယံချီတဲ့နှစ်လေအတွင်းထိပြေစင်ကဲပြောင်းလဲလာတယ်ဆိုတာပါပဲမှန်ပါတယ်ဒီအစင်းစင်ပြောင်းလဲမှုကမဆုတွေမှာအလေးပေးထားတဲ့အဓိကအချက်တစ်ခုပဲဟုတ်တယ်အခုချိန်မှာတော့ကျွန်တော်တို့လူသားတွေက ီဇက်ခုံဘော်ကအဓိကတရုတ်ဆောင်တွေဖြစ်လာရုံတည်းမကဘူးမှတ်စုတွေထဲမှာတုံးထားတယ်လို့ဇက်စင်ထိန်းသိမ်းသူများလည်းဖြစ်လာပြီပေါ့ဟုတ်ကဲ့ stage managers ပေါ့ဒါကြောင့်မှတ်စုထဲမှာဖော်ပြထားတဲ့ Jodic Kh Anthropocene ဆိုတဲ့အယူအဆလူသားတွေရဲ့လုံဆောင်ချက်တွေကကဘာတဘောပဝင်ခြင်းပေါ်ဘလောက်ထိတည်ရောက်မှုရှိနေပြီလဲဆိုတာနဲ့ကျွန်တော်တို့ရဲ့တာဝန် our responsibility ပေါ်လေအဲ့ဒီအကြောင်းကိုဆက်ပြီးတွေးဆအချက်တခုအနေနဲ့ထားခဲ့ခြင်းပါတယ်။အင်း ဒါကတကယ်ကိုအရေးကြီးတဲ့မေးဟုံးပါပဲဒီထူးခြားပြီးတက်ရှိတွေနဲ့စီကားနေတဲ့အပြာရောင်ဂျိုးကြီးကိုဒီဇက်ခုံကြီးကိုနောက်မျိုးဆက်တွေအတွက်ဘလို့လက်တွဲပြီးဂရုစိတ်ထင်းထင်းဆောက်ရှောက်ကြမလဲဆိုတာကကျွန်တော်တို့အားလုံးအလေးနဲ့စဉ်းစားရမယ်အနာဂတ်စင်ခေါ်မှုကြီးတခုဖြစ်နေပါပြီ